ကျွန်တော်ဒီချိန်မှာဒေါ်လန်ရေးဒေါ်လန်ပြည်သူလူထုကဒေါ်လန်ရေးတက်တေကောကတချို့ရဲဘော်တွေကလူငယ်တွေကကျွန်တော်ဒေါ်လန်ရေးနဲ့ပတ်သက်လိုက်ကြောက်နေကြောက်ပြင်းပဲဗျအလုံးမင်္ဂလာပါမင်္ဂလာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ပေါ့နော်နိုဝင်ဘာလ3ရက်နေ့ဒါဒီနေ့နေ့စဉ် အထူးရသတင်းတွေပေါ့နော်အဲ့ဒါတင်ဆက်ပေးသွားမယ်ကျွန်တော်မနေ့ကတော့ဒါခက်ခဲကြမ်းတမ်းစီရီယန်ခီလန်းဆိုတဲ့ဟာလေးဒါတင်ပေးလိုက်တယ်ပေါ့နော်နေ့ကတင်ပေးတယ်ဒါဒီ join နဲ့ပတ်သက်ပြီးတော့တချို့ comment လေးတွေ messenger မှာလည်းလာပြောတဲ့လူတွေရှိပါတယ်ဒီ season လေးကကောင်းတယ်ပေါ့နော်အဲ့နောက်ထပ်ထပ်ပြီးတော့မှဒီလိုမျိုးပေါ်ထုတ်ပေးဖို့ပြောပေးဖို့ဆိုတဲ့ဟာလေးလည်းဒါတောင်းဆိုလာတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာအကန့်အသတ်ရှိတာကဘာလဲဆိုတော့ဒီဟာက ကျွန်တော်တို့တလောက်ဟိုဆယ်ရက်တပုတ်ပဲဖြစ်ဖြစ်တပတ်တပုတ်ပဲဖြစ်ဖြစ်အလုပ်ပေးဖို့အတွက်ကတော့ဒါအခက်ခဲတော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ခက်ခဲရဘာတခုတတ်ရှိလဲဆိုတော့ तू ကဟိုဆေးရဒီလိုမျိုးတချို့ CDN တွေကအဲကျွန်တော်တို့ချင်းပဲဒီတိုင်းပဲ ဟိုအလွတ်တွေ့ရင်တော့ပဲတွေ့ရတာပေါ့နော်အဲဒီလိုင်းပေါ်မှာမျက်နှာပြဖို့ကြတော့အဲသူတို့ကြံခဲ့တဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မှာလေအဲဒါတချို့နေရာတွေဆိုလို့ရှိရင်မလုံးဂျုံသားတို့ဘာတို့တွေရှိတယ်ပေါ့နော်အရှိရဲ့ခါကျတော့သူတို့မှာလေပြဿနာတွေရှိပါတယ်ရှိတော့ကျွန်တော်တို့ကလေလူတိုင်းကိုလိုက်ပြီးတော့မှာအမေခင်ဗျားတို့ ပြောပြောမလားပြောမလားဆိုပြီးတော့မှဒါဟိုဖြစ်လို့လည်းမရပြန်ဘူးကွာเนาะအဲ့တော့ဟိုတေချာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် line ပေါ်မှာကမျက်နှာပြတဲ့လူတွေကဒီလူတွေပဲလဲနေတာတော့ရှိတယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကပဲတကယ်မျက်နှာပြပြီးတော့မှဟိုဖြစ်တာကျန်တဲ့လူတွေကလည်းသူ့ရဲ့သူတို့ရဲ့အခက်အခဲကြောင့်ပါသူတို့ရဲ့အခက်အခဲကြောင့်အတချို့ကလည်းဒါဟိုဘယ်လိုပြောရမလဲဆိုတော့ထဲတဲ့ကမိသားစုက လှမ်းပြီးတော့မှဖီးယားပေးထားရည်လည်းရှိတယ်ပေါ့နော်ဒီလိုကိစ္စမျိုးတွေမလုပ်ဖို့မပြုတ်ဖို့ဆိုတဲ့ဟာတွေပေါ့နော်ဒါမျိုးတွေလည်းရှိပါတယ်အဲ့တော့အဲကျွန်တော်တို့နိုင်တဲ့လောက်ကတော့ကျွန်တော်တို့မျက်နှာပြတဲ့ပြပြီးတော့မှတော်လိုင်းလှုပ်တဲ့ GDN လှုပ်တဲ့အထဲတဲကနေပြီးတော့မှကျွန်တော်တို့တတ်နိုင်တဲ့လောက်ကတော့ဒါအပတ်စဉ်ဖြစ်ဖြစ်အစရဲတစ်ချိန်ဖြစ်ဖြစ်ကျွန်တော်တို့တပုတ်ရရင်လည်းတပုတ်ပေါ့နော်နှစ်ပုတ်ရရင်လည်းနှစ်ပုတ်ဒါ ပေါ်ထုတ်ပြီးတော့မှကျွန်တော်တို့ပြောသွားပေးမယ်ဆိုတာလေးပြောချင်ပါတယ်ဗျာဟုတ်အဲ့တော့ဒါဒီနေ့ဒါထူးခြားသတင်းနဲ့ပတ်သက်ပြီးဆရာကြီးလို့ပေါ့ဒါကတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေးနဲ့ပေါ့နော်မတရားပအဖရဲ့နောက်တစ်ခုကလူသားချင်းစာနာထောက်ထားတဲ့တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးတော့မတရားမျိုးနဲ့အတွင်းတွေကဒါစစ်ပေးရှောင်ပြည်သူတွေကိုကျွန်တော်တို့ရိတ်ခါဆန်ဝေမျှတာလေနောက်တစ်ခုကစစ်မှားရေးနဲ့ပတ်သက်တဲ့စောင့်ရှောက်မှုတွေလောက်တာကိုတော့တွေ့ရတယ်ပေါ့နော်အဲ့ဒီသတင်းတပ်ပုံတွေထဲမှာဆိုရင်ဒါဆန်အိတ်တွေ ထမ်းပြီးတော့စစ်ပေးချောင်းအပြည်သူတွေကိုရိတ်ခါဝေတဲ့ဟာတွေနောက်တစ်ခုကကျမ်းမာရေးခုနလိုတို့သွေးပေါင်ချိန်တာတွေပါတွေလောက်တာပေါ့နော်အဲ့ဒါလေးအဲ့ဒီမြင်ကွင်းလေးကိုတွေးလိုက်တဲ့အခါကျတော့ဘုံမူကဒါကျွန်တော်တို့တော်လိုင်းရဲဘော်တွေတဲ့ပြည်သူနဲ့ဒီလိုတသားတဲ့ဖြစ်နေတာပေါ့နော်ပြည်သူဒုက္ခရောက်နေတဲ့အချိန်မှာပဲတော်လိုင်းရဲဘော်တွေရဲ့စစ်ချောက်ပြည်သူတွေကိုဒါရိတ်ခါပေးတယ်ဆိုတာအဲ့ဒီမြင်ကွင်းလေးတွေးရတော့အရန်ကိုဝန်တာပီတီဖြစ်တယ်ပေါ့ဟုတ်ဟုတ်ဒါကြောင့်လဲ ကျွန်တော်တို့အမြဲတမ်းပြောနေကြစကားပါပဲเนาะငါတို့ဘက်မှာငါတို့ပဲရှိတယ်ဆိုတော့စကားဒီဒါကျန်တဲ့အကြောင်းချင်းရာတွေကိုကျွန်တော်တို့ဟိုဖြစ်ပြီးတော့ပြောတာမဟုတ်ဘူးเนาะတကယ်တကယ်အရေးကြုံလာတဲ့အချိန်ကျတော့ကိုယ့်လူတွေကိုကိုပဲကိုပဲနောက်ဆုံးကျတော့ဟိုကုညီးရတာဗောနော်ကုညီးရတာအော်ပါ J5 ရလာပါလေဟာဟုတ်လားဒီနိုင်ငံကိုကျွန်တော်ချစ်တယ်ဒီနိုင်ငံကိုချစ်ပါတယ်ဆိုတော့လူတိုင်းချစ်ပါတယ်ဆိုပြည်သူတိုင်း ချစ်ပါတယ်ဆိုတဲ့အမှုပညာသမားတိုင်းเนาะချစ်ပါတယ်ဆိုတဲ့ဝန်ထမ်းတိုင်းချစ်ပါတယ်ဆိုတဲ့ကျွန်တော်တို့တန်ဃာတိုင်းเนาะချစ်ပါတယ်ဆိုတဲ့စာရေးဆရာတိုင်းဒီနိုင်ငံမှာတရားမဲ့တော့လုံရက်တွေဘုံကျဲနေတာတွေစပီယောလုတ်ပေးပါလုံရဲလားဆိုတော့မလုံရဲဘူးเนาะဟုတ်အဲ့တော့ဒီနိုင်ငံကိုမလုံရဲရင်ဒီနိုင်ငံကိုချစ်ပါတယ်ဆိုတဲ့စကားကိုမပြောနဲ့ နော်ဒီနိုင်ငံကိုချစ်ပါဆိုတဲ့စကားကိုအလကားစကားကြီးအဖက်တင်ပြီးတော့မှရှောက်ပြီးတော့မှစင်ပေါ်မှာရှောက်ပြောနော်စင်စင်ပေါ်ဆိုတာကကျွန်တော်ပြောပြလို့ရှိရင်တော်လိုင်းဆယ်လီတဲကပေါ့နော်တော်လိုင်းဆယ်လီတဲကဒါဟိုတနေ့ကပဲကျွန်တော်သူစကားလေးကိုယူသုံးသွားတဲ့တယောက်ပါပဲထပ်သူဥကြော်တဲ့လင်းပါပဲသူပြောခဲ့တဲ့စကားလေးရှိတာပေါ့နော်စင်ပေါ်တင်မမားပါစေနဲ့တဲ့နော်မိတ်ဆွေတို့စင်ပေါ်တင်မမားပါစေနဲ့စင်ပေါ်တင်တဲ့လူကပျိတ်သက်ချစ်အောင်ပြောရပါဘီ သူကအပြည့်တချင်းအောင်ပြောပြီဆိုလို့ရှိရင်ဟုတ်ဟုတ်မဟုတ်ဟုတ်ဟုတ်ဒါသူ့ရဲ့သူကိုယ်တိုင်ဖြစ်တည်နေတဲ့ဟာလဲဟုတ်ချင်မှဟုတ်မယ်သူကိုယ်တိုင်စိတ်ထဲမှာပါတဲ့ဟာလဲဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့အောက်ကပိဋိတအားရဖို့အတွက်တော့အောက်ကပိဋိတကြည်ပြူဖို့အတွက်တော့သူကစင်မွားနေပြီမှာပိဋိတချစ်အောင်အလိညာစကလုံးတွေကိုပြောတော့မယ်ပေါ့နော်အဲ့တော့ပိဋိတချစ်အောင်လိညာမဲ့လူကိုစင်မော်တင်မဲ့အစားနော်အမှန်ကန်ပြောပြီးတော့မှာပိဋိတချစ်အောင်လုပ်တဲ့လူမျိုးကိုပဲစင်မော်ကိုတင်ပါဆိုတဲ့ စကားလေးပေါ့နော်အဲ့တော့ဒီကောင်ကြီးကပါလဲဆိုမတောက်တခေါက်အမှုပညာနဲ့တက်ပြီးတော့မှဆင်မွန်ကတက်ပြီးတရှင်းဆိုတယ်ဒါသူတို့လောကမှာတော့သူတို့အဆိုတော်လောကမှာတော့ဒါအောင်မြင်အောင်မြင်လိမ့်မယ်ပေါ့ဗျာဒါကတော့ကျွန်တော်လည်းမသိဘူးပေါ့ဂျေဖိုင်းရဆိုတော့ဒီကောင်ကပြောရကျွန်တော်ဒီနိုင်ငံကိုချစ်ပါတယ်ပေါ့နော်ဒီနိုင်ငံကိုချစ်ပါတယ်ဆိုတော့စကလုံးစကရက်ကြီးကဘလို့မှကျွန်တော်တို့ဒါဟိုပြောရမယ်ဆိုလို့ရှိရင် တော်တော်ကိုနားထဲမှာထော်လောက်ကန့်လန့်ဖြစ်တယ်ပေါ့နော်အဆင်မပြေဘူးပေါ့အဲ့တော့နိုင်ငံကိုချစ်တဲ့လူတွေကနိုင်ငံကိုချစ်ကြောင်းတတ်သိပြစကလုံးနဲ့တတ်သိမပြဘူးအခုမန္တလေး PDF တို့ဆန္ဒချာကြီးပြောတဲ့ဒါမရယာပါကဖားတို့ဘာတို့နော်ဒီဟာတွေကနိုင်ငံကိုချစ်ပါတယ်ဆိုတဲ့ဟာကနော်ခြေတန်းမှာလေတော်လိုင်းရဲဘော်တွေစားဖို့လေဆန်ကအမှန်တကယ်လေလိုအပ်နေတယ်လိုအပ်တယ်အဲ့တော့မရှိရှိရငါတို့လို့စီဘူးတလုံးရှိရင်ရော့စစ်ပေးဆောင်ကဒါကချစ်ကောင်စီရဲ့မတရားရုံမှမှုကြောင့် နော်စီပေးစီပေးပါကြောင့်ရှောင်းရတယ်လေရင်ကြောင့်ရှောင်းရတာမင်းတို့ကျန်တာတွေရှောင်းမပြောနဲ့လေရင်ကြောင့်ရှောင်းရတာနော်အဲ့တော့ PDF နဲ့ဒီကျွန်တော်တော်လိုင်းတက်ဖွဲ့နဲ့ချစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ရွာတဲ့အိမ်မှာ main ဒီဘက်အိမ်မှာနေရာယူငါဟိုဘက်အိမ်မှာနေရာယူပြီးချမယ်ဆိုပြီးဘယ်ကောင်းမှမချဘူးနော်ခင်ဗျားတို့ခြိတက်လာတဲ့ချစ်ကောင်စီခြိတက်လာတဲ့လမ်းကြောင်းတခြားဟွာဖြစ်ပြီးတော့မှဟိုသတင်းစုံတန်းပြီးတော့မှဖြတ်တောက်ပြီးတော့မှတိုက်တယ်ပြီးလို့ရှိရင်ခင်ဗျားတို့တက်ဆွဲထားတဲ့ဆိုရယ်စခန်းကို ပတ်တိုက်ရဒါပဲအဲ့တော့ခင်ဗျားတို့တန်းဆွဲထားတဲ့နေရာတွေခင်ဗျားတို့ရှိတဲ့နေရာတွေပဲကျွန်တော်တို့ကလိုက်တိုက်တာဒါပေမဲ့မဟုတ်ဘူးခင်ဗျားတို့စစ်ကော်မရှင်ကဘာလုပ်လဲပြည်သူလူထုနေတဲ့နေရာတွေကိုလိုက်ပြီးတော့မှဘုံကျဲတယ်ဘုံကျဲတယ်နောက်ဆုံးညပြည်သူလူထုကကိုယ့်အိမ်မှာကိုမနေနိုင်ရပဲစစ်ပေးဆောင်ရတဲ့အဆင့်ကိုရောက်သွားတာရောက်ကုန်ကြတာပေါ့နော်ဒီဟာကိုပြောချင်တယ်အဲ့တော့စစ်ပေးဆောင်ကဆရာကြီးလေးလေးရင်ကြောက်လို့ကြံတဲ့ဟာဆိုလို့ရှိရင်တိုက်ပွဲဖြစ်တဲ့မှာတိုက်ပွဲ တလားလုံးလုံးကြီးဟိုဘက်ဒီဘက်ထိုင်ပြီးပြင်တာတယောက်မှမရှိဘူးဒီနေရာမှာတိုက်ပွဲဖြစ်အလုံးစုံကြာနှစ်ရက်သုံးရက်ပြီးွားတစ်ဖက်ဖက်ကရှုံးနေတဲ့ဘက်ကတော့ပြန်ဆုတ်သွားမှာပဲကျန်တဲ့အွန်လိုင်းနဲ့တက်ဖွဲ့ရတနတ်တွေကောက်ဘာတွေကောက်သူကသူလုတ်ပြီးွားလို့ရှိရင်အဲ့နေရာကြီးကပြီးွားရောဒါမှမဟုတ်ဘူးချက်ကောင်စီကဆွေးတမြင့်မြင့်လာပြီးတော့မှဟိုအိုင်းနားမှာရှိရရွာတွေကိုဘုံကျဲလိုက်ဟာစီမီထုံးတဲ့ဒီစီမီတပိတ်တောင်ပဲလာပြီးတော့ ဘုံကျဲတဲ့အထိဒါဆိုးသွမ်းနေတဲ့ခင်ဗျားတို့ကြောင့်စစ်ပေးရှောင်ရတာပေါ့နော်အဲ့တော့ဒေါ်လိုင်းတက်ဖွဲ့တွေကစစ်ပေးရှောင်နဲ့ပြည်သူလူထုကိုကိုရှိတဲ့ရိတ်ခါကိုမျှဝေပြီးတော့မှဒါစားတော့တဲ့ဟာငါတို့ဘက်မှာငါတို့ပဲရှိတယ်ဆိုတော့စကလုံးလေးอ่ะတကယ်အဒီချိန်မှာထင်သာမြင်သာရှိရလို့ပြောချင်တာပေါ့နော်ဟုတ်နောက်တစ်ခါတော့ဒါဟိုအားတက်ဆရာတရေပေါ့နော်မကွေးတိုင်းငါဖဲမြို့နယ်အတွဲမှာရှိတဲ့နိုင်ရိတ်ကန်စစ်ကြောင်းကိုခုနဗျူဟာကုန်းကိုစစ်ကူပို့တဲ့စစ်ကြောင်းကိုဂျားဖြတ် ဟိုတိုက်ခိုက်တာနှစ်လကျော်ရှိလာပြီပေါ့နော်အဲ့ဒီနှစ်လအတွင်းထဲမှာပဲခုနစစ်ကောင်စီဘက်ကနေစစ်သားအများပြားတိတ်ဆုံးပြီးတော့26ဦးအရှင်ဖမ်းမိတဲ့အပြင်လက်နက်ခဲယမ်းတချို့ကိုလည်းဒါတိတ်ဆဲရားမိတယ်လို့ CDF အရှိုးကဒါထံမှသိရတာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့တော်လိုင်းတက်ခွဲတွေဘက်ကဘုံကပါနေတာအဲ့ဒါခုနကျွန်တော်တို့ဒီနိုင်ရေကန်နဲ့ပတ်သက်ပြီးတော့ CDF အရှင်အဖွဲ့တွေပါတယ်လို့နောက်တစ်ခုကကျွန်တော်တို့အာရခတက်တော်နဲ့အေအေနဲ့ပူပေါင်းအဖွဲ့တွေပါတယ်ပေါ့နော်အဲ့ဒီအကြောင်းလဲ ဒါစစ်ကောက်စီဘက်မှာလဲခုနတက်မ69ဟုတ်တက်မာတော့နောက်တစ်ခုကစက္ကခဆက်ခွန်လက်အောက်ခံတို့ဆိုတော့ဒီတက်မာရေနှစ်ခုသုံးခုပါနေတဲ့အခါကျတော့ဒီနှဲ့ရေခံကိုကျွန်တော်တို့တော်လည်းတက်ခွဲရအနေနဲ့လည်းဒါတော်တော်ကြအောင်ဟိုပိတ်ဆို့တိုက်ခိုက်နေရတဲ့ဆိုတဲ့သဘောပေါ့ဟုတ်ဟုတ်ဒါဟိုအင်အားအဲမျှပြီးတော့မှတုံးနေရတဲ့အခြေအနေပေါ့နော်အင်အားမျှပြီးတုံးနေရတဲ့အခြေအနေအခုကြောက်ဖြူဘက်ကလည်းအေးလားဆိုတော့မအေးပါဘူးကြောက်ဖြူဘက်လည်းတောက်လျှောက် ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့တရင်ကြီးကြီးမားမားထုတ်လို့ရတဲ့အခြေအနေမျိုးသာမဖြစ်တာပေါ့နော်အကြောက်ဖြူလည်းဖြစ်နေတယ်စစ်တွေလည်းစစ်တွေနဲ့အနီးတစ်ဝိုက်မှာလည်းတိုက်ပွဲဖြစ်နေသေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဟိုဟိုမှာလည်းကျွန်တော်တို့ဒီနိုင်ရီကန်ဘက်မှာဆိုလို့ရှိရင်လည်းမကွေးဘက်ရှမ်းမှာဆိုလို့ရှိရင်လည်းအဲတောက်လျှောက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဟိုနေ့တော့ကပါလေနေတိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ပြောတဲ့အချိန်မှာအဲကျွန်တော် Facebook page မှာလာပြီးတော့မှ comment လေးလာမှန်းနေပေါ့နော်လာမှန်းနေအဲဒါသူကဟို positive view ကကြည့်တဲ့လူတယောက်တော့မဟုတ်ပါဘူးသူ negative view ကနေကြည့်လိုက်တာပေါ့နော်ကြည့်ရတဲ့ခါကျတော့ကျွန်တော်ဆပြီးတော့မှဒီ2022ထဲမှာလေသူ2022အစိုးရ2023ထဲမှာပေါ့အဲ2023ထဲမှာကျွန်တော်ဟိုအငင်းငင်းဟိုဟိုဟာပေါ့စပွဲတိုးဆိုတော့ဒါဇလန်းတိုလေးတခု ရိုက်ဖြစ်တာပေါ့နော်ရိုက်ဖြစ်တဲ့အချိန်မှာကျွန်တော်ကအဲ့ဒါ idea လေးတစ်ခုသွားပြီးတော့မှရတယ်ပေါ့နော်အဲ့ဒါခါတည်းတော့ A ကိုကျွန်တော်ကချိုပစ်ဆိုတဲ့သကလုံးလေးသုံးတယ်ပေါ့နော်သုံးတယ်ဆိုတော့လောလောဆယ်အချိုတက်ထလာတော်လန်ရေးပြီးကနေလို့ရှင်ထပ်ပစ်လိမ့်မယ်လို့ကျွန်တော်ပြောခဲ့တဲ့သကလုံးမေးအဲ့ဒီတော့ကလည်း A ကိုစင်မတိုက်လို့ဝေဖန်ခဲ့ယူပါတော့ဝေဖန်ခဲ့ယူပါယခုလည်းလာပြီးတော့မှထပ်ပြီးနေတို့ကိုထပ်ပြီးတော့မှဝေဖန်မြန်ပြီပေါ့နော်ဝေဖန်မြန်ပြီဆိုပြီးတော့မှပြောတယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ကအဲဒီတုန်းကအာရခတတော် AI ကတာဝန်ရှိတဲ့လူနဲ့ကျွန်တော်တို့ကဂျားကန်ပေါ့နော်လှမ်းပြီးတော့မှချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ဒီစကလုံးတော့ယူပြီးတော့မှသုံးမယ် AI မှ AI မှတိုက်ပွဲမဖြစ်သေးဘူးယူသုံးမယ်ရမလားဆိုတော့ရတယ်မှန်တယ်ဒီဟာလေလောလောဆယ်ငါတို့လည်းအချိုတက်နေတာတော့အင်အားစုနေတာလုံးနေတာငါတို့လည်းတီးမဲ့ချိန်ကြရင်ထပ်တီးမယ်ဆိုပြီးတော့မှသူတို့ဘက်ကနေအကြောင်းပြန်ကြားချက်ရတဲ့အချိန်ကြမှာ ျွန်တော်တို့ကဒီချိုပြည့်ဆွေစကလုံးကိုတုံးတာဟိုနေ့ကဒီခါကျွန်တော်တို့နေတိုးကိုလည်းဘာကြောင့်ပြောလဲဆိုတဲ့ဟာပေါ့နော်ဒါအာဒီ A ပဲတရင်နဲ့ပတ်သက်ပြီးတော့မှသွားပြီးတော့စကားဆက်မိလို့ပေါ့နော်နေတိုးကိုလည်းဘာကြောင့်ဟိုဖြစ်လဲဆိုတော့မြင့်မြတ်တို့နေဝင်းတို့ကိုဂျပန်ကြီးပြောတဲ့စကားတွေဒီကောင်တွေစောက်ကြီးမဆိုင်နော်ဒီကောင်တွေကအဆကလေးကဒီလန်းကိုသွားမဲ့ကောင်တွေဆိုတော့တီးပြီးသားခြေဦးရအဲ့ပဲလှဲ့နေပြီးသားနော်ဒီမင်းမြတ်တို့ဘာတို့ကောင်တွေကခြေဦးကအဲ့ပဲလှဲ့နေပြီးသားဒီကောင်တွေကို ဒီလမ်းသွားမဲ့ကောင်လေးဆိုတာကျွန်တော်တို့ကစီးရင်တည်းကိုမထည့်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ပြည်သူချစ်တဲ့မင်းသားတယောက်ကဒီဟာတကယ်မင်းမြတ်တို့တဲ့ဆာလို့ရှိရင်ကျန်တဲ့ပြည်သူတွေရဲ့ရင်ထဲမှာအဲတဲ့နှလုံးထဲမှာဒီနေတို့ရှိနေလို့ကျွန်တော်တို့ကဒီလိုမျိုးအထဲထဲကြီးရောက်အောင်သွားနိုင်တဲ့လူကဘာကြောင့်အပြင်ထွက်ဖို့ကြိုးစားတာလဲပေါ့နော်လူတိုင်းရင်ထဲကြီးရောက်အောင်လို့ကျွန်တော်တို့တရက်နဲ့လည်းမရဘူးနေတို့ဇကားတကားနဲ့လည်းပြည်သူရင်ထဲမရဘူးနှကားနဲ့လည်းမရဘူးသုံးကားနဲ့လည်းမရဘူး တနှစ်နဲ့လည်းမရဘူးနှစ်နှစ်နဲ့လည်းမရဘူးသူ့မှာနှစ်ပေါင်းများစွာကြိုးစားခဲ့ဇကာပေါင်းများစွာကြိုးစားခဲ့ item ပေါင်းများစွာအခက်ခဲပေါင်းများစွာအရင်ဒီပေါင်းများစွာသူလှုပ်ပြီးတော့မှသူ့ရဲ့ကာယအားညာနာအားနဲ့လှုပ်လှုပ်ခဲ့တဲ့လူတယောက်ကဘာကြောင့်ဒီချိန်ကျမှခြေတန်းချော်သွားတာလဲဆိုတဲ့ဟာကိုယူကျုံးမရဖြစ်တာဟုတ်အဲသဘောတရားကဒါပြီးလို့ရှိရင်အဲ့မှာသူကဝိုင်းပြီးတော့မှပြောကြတယ်ဗျဘာလဲဆိုတော့နေတော့ဒီဇက်ကားကိုတရုတ်ဆောင်တာစစ်မှု ထန်းတွေဝင်သွားတဲ့တယောက်လောက်တောင်လူမတတ်နိုင်ပါဘူးတဲ့။ဟာပြောတဲ့စကားကတည်းကကျွန်တော်အဲဒီစကားလေးအရင်သဘောကျတကယ်လည်းသဘောကျပါလေ။နော်စစ်မှုထမ်းတယောက်ဝင်သွားတာနဲ့အဲဒီစစ်မှုထမ်းကပြည်သူတွေအများကြီးဘောနော်သူစစ်စင်တောင်ဝင်ထမ်းတောင်အချိန်မှာပြည်သူတွေသူအများကြီးတက်လို့ရတယ်ရန်သူတွေအများကြီးတက်လို့ရတယ်ဘောနော်အဲ့တော့ပါစာတယောက်တောင်ပဲပြည်သူစစ်မှုထမ်းဥပဒေတွေဝင်သွားတဲ့ကောင်တယောက်တောင်ပဲအဲ့လောက်ထိ ြည်သူတွေအများကြီးတက်လို့ရတယ်လို့ဒုက္ခအများကြီးပေးလို့ရတယ်လို့ခြေတန်းမှာရန်သူနဲ့အများကြီးရင်ဆိုင်တိုက်ပွဲဝင်နိုင်တယ်လို့ပြောလို့ရှိရင်အဲဒီဇကာကိုတရုတ်ဆောင်ပြီးတော့မှအဲ့ဒီပြောလိုက်တဲ့ topic တစ်ခုကပါစပေါင်းများစွာမွေးထုတ်နိုင်တဲ့စိုက်ဝါတစ်ခုဖြစ်တယ်ဆိုတော့နားလေလားနော်အဲ့ဒီဟာကျွန်တော်ပြောတာနော်ဟိုးတော့ဝေလဲမွေးကျွေလဲမွေးဇကာကြောင့်စစ်တပ်ထဲကဝင်ခဲ့တာဗတင်းရောက်ရှိတယ်နော်ဝေလဲမွေးကျွေလဲမွေးရဒွေးကဒွေးနဲ့ကြော်ဟင်းကစစ်တပ်ထဲကဝင်ပြီးတာဝန်ထမ်းဆောင်တာမဟုတ်ပေမဲ့လည်း စစ်သားပေါင်းများစွာအဲဒီစကားနဲ့မွေးထုတ်ပေးပါတယ်နော်ဒါကြောင့်မို့လို့စစ်တပ်ကတလောက်တခါတနှစ်ကိုတခါ sorry အဲတမရော်နေနာနီတိုင်းနီတိုင်းတမရော်နေအခုမတ်လ28ရက်နေ့ပေါ့နော်သူတို့ဒါအရင်တော့တော်လှန်ရေးနေ့ပေါ့ဗိုလ်ချုပ်တမတ်တာကတော့တော်လှန်ရေး1945မတ်လ29ကိုတော်လှန်ရေးနေ့လို့တမတ်ခဲ့တာပေါ့နော်တမတ်ခဲ့ပြီးတော့မှအဲ့ရနေဆက်ပြီးတော့မှယူလာတဲ့ချိန်မှာဗာယူရလဲဆိုတော့ကျွန်တော်တို့ဟိုတမရော်နေဆိုပြီးတော့ကူပြောင်းပြီးယူရအဲ့မှာဇကာတကားကိုတကယ်ရှယ်နော်ရှယ်ထုတ်တာ ရှေထုတ်ပြီးမှပြည်သူရင်ထဲကိုရောက်သေးတယ်အဲဒီတော့ဥကြော်ဟိနဲ့ဒွေးတို့ဆိုတာကတကယ်ပြည်သူရင်ထဲကမင်းသားတွေဒီလူတွေပြောလိုက်တဲ့ topic တစ်ခုကခမရစစ်သားပေါင်းများစွာမွေးထုတ်ပေးနိုင်တယ်။ဘာလဲဆိုတော့ကျွန်တော်တို့ငငယ်တော့ Blue Lee ကားတို့ဟုတ်လား Jackie Chan ကားတို့ဗီဒီယိုယုံထဲမှာနေလေကင်းပဲဖြစ်ဖြစ်ညပဲပဲဖြစ်ဖြစ်ခမပြန်ပြီးတော့စိတ်ထဲကနေပြန်စဉ်းစားကြည့်နော်တေချာပြန်စဉ်းစားလို့ရှိရင်စိတ်စိတ်တွင်ရင်ရေးပေါ်တယ်ဆိုတော့အဲ့ဒါပဲပြန်စဉ်းစားကြည့် ငါတို့ဇက်ကားကြည့်ွားကြည့်ပြီးွားလို့ blue sea ကားတို့ွားတို့ကြည့်ပြီးွားလို့ထွက်လာလို့ရှိရင်လူကလှုပ်ရှင်တာဟူးဟူးအဲအဲ့လိုမျိုးတွေရတယ်လှုပ်ရှင်တဲ့စိတ်တွေဘူယိုယုံအပြင်ရောက်ရင်ခင်ဗျာအိုက်ကလေးရအိုက်စိတ်ပေါက်လာနောက်နှစ်ရက်သုံးရက်နေမှငြိမ်သွားတာဒီရတဲ့ဆိုကကြည့်ပြီးထွက်လာရင်လည်းဟိုငါပြောလက်တွေးငါပြောလက်ဆွဲပြီးတော့တုံတုံတုံဟိုဟိုအုံးလက်တွေးအုံးလက်ဆွဲပြီးတော့မှဒုံတုံတုံနဲ့လှုပ်ရှင်တာဒါကခင်ဗျာကလေးတွေရဲ့လူမမဲကလေးတွေရဲ့ရင်ထဲကို ရိုက်ထဲနိုင်တဲ့သကလုံးအဲ့တော့လူတယောက်တဲ့များစွာသောလူတန်းပေါင်းများစွာရဲ့စိတ်ကိုပြောင်းလဲစေသောသကလုံးသကရက်တွေကိုတုံးနှုံးနဲ့အဲ့လိုဇာကားမျိုးကိုဝင်ပြီးတော့တရုတ်ဆောင်တဲ့အတွက်ယူကျုံမရဖေးရှင်းကိုပြောတာပါလို့ဒါကျွန်တော်တေချာရှင်းပြနေတို့တယောက်တဲ့ဝင်ဝိုင်းပြီးတော့ဗိုက်ကောက်လုံနေတာမဟုတ်ဘူးအဲ့မှာပါသမ ्या កောင်းနေအကုန်လုံးကိုဗိုက်ကောက်ပဲဒါမဲ့ဒီထဲမှာမှငါတို့ဒီမင်းသားတော့ငါတို့မျောလင့်ထတာကွာတခုခုနဲ့တော့ရှောင်ထွက်သွားနိုင်လိမ့်မယ် တခုခုတော့လုတ်လုတ်ပြမှာပါဂျင်းနဲ့ကြက်တဲ့ရောက်လာရင်သူ့မှာနီးလန်းနေရှိမှာပါလို့ထင်ထားတဲ့လူတယောက်ကဘာနီးလန်းမှလည်းမရှိဘူးဘာမှလည်းမရှိဘူးရိုးရိုးရှင်းရှင်းဟဲ့အောင်လာခဲ့ဆိုဟုတ်ကဲ့မင်းဒီကားရိုက်ဆိုဟုတ်ကဲ့ဆိုရင်ဟာကြီးကိုမဖြစ်စေချင်တာလို့ပြောတာပေါ့နော်ဒါဟိုနှစ်လပြည့်ကို26ဦးဖမ်းပြီးတဲ့ကျွန်တော်တို့ဒီသတင်းလေးလေးအေးသတင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကရခိုင်လူမျိုးနဲ့နေတော့နဲ့ကိုလည်းရတိုက်ပေးတာမဟုတ်ဘူးနေတော့ကရခိုင်လူမျိုးရဲ့ရင်ထဲနေမဟုတ်ဘူး တပီလုံးရဲ့ယင်ထဲမှာရှိနေတဲ့အတွက်ကျွန်တော်တို့ကဒါပြော့ပြတာပေါ့နော်ဟုတ်ဟုတ်ဒါနောက်တစ်ခုကတော့ကျွန်တော်တို့ဒါလူငယ်တွေတတိရှိတဲ့ဥစားပေါ့နော်အဲကျွန်တော်တို့စကိုင်းတိုင်းကမ်ပလူမျိုးနယ်အတွင်းမှာပေါ်တာဆွဲခံရတဲ့လူငယ်၁၀ဦးကိုဒါအမှတ်6600တင့်ကားတက်ရင်းကိုဒါကားနဲ့ပို့တယ်ပေါ့နော်ပို့တဲ့အချိန်မှာပဲဒီကားသမားကိုဟိုလူငယ်၁၀ဦးကနေဒီမှာခုနဝိုင်းပြီးတော့တိုက်ခိုက်တာပေါ့တိုက်ခိုက်ပြီးတော့မှထွက်ပြေးတာပေါ့နော်၁၀ဦးလုံးထွက်ပြေးတယ်ဆိုတဲ့ဥစားကိုကျွန်တော်တို့အမှတ်၃ PDF ထောက်လိုင်းတက်ရင်ထန်းအနေမှာသိရတယ်အဲ့ဒီဆယ်ဦးကိုလည်းကျွန်တော်တို့ဒေါ်လာရေးတက်ခွဲတွေရတဲ့မှာဒါမိဘထန်းပြန်လဲအနေနဲ့ဆိုတော့တရင်တစ်ခုလည်းတွေ့ရတာပေါ့ဟုတ်အဲလူငယ်တွေကျွန်တော်တို့ဒီတိုက်ပွဲက62ကမျိုးဆက်တွေရော88ကမျိုးဆက်တွေရော2000ခွန်ချွေအောင်ဒေါ်လာရေးကမျိုးဆက်တွေကအားလုံးပါဝင်တဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်ပေါ့နော်ဒီတိုက်ပွဲကအဲ့တော့60နှစ်ကမျိုးဆက်ကဒီနေ့တနတ်တလဲဆွဲပြီးတော့မှပြစ်နိုင်ပါဦးမလားမပြစ်နိုင်တော့88ကမျိုးဆက်88မှာကျွန်တော်သုံးနှစ်သားပဲရှိသေးတယ်88တုန်းကလူပြိုပေါက်အပြိုပေါက်ဆိုတဲ့အခုကျွန်တော်တို့ဥလေးတွေအတော်တွေကအခုဆိုရင်90ကျော်တချို့ဆိုရင်60တောင်ကျော်ကုန်ကြပြီအဲ့ပက်လေတွေတိုက်ပွဲဝင်ဖို့အချိန်မပြေပြန်ဘူးအဲ့ရနေသွားမှ2000ခွန်း နော်2000ကိုရှေးဝိုင်းအောင်တော်လန်ကြီးကဆရာတော်တွေရောကျန်တဲ့ပါဝင်ခဲ့တဲ့လူပုဂ္ဂိုလ်တွေရောဒီနေ့ဒီချိန်မှာတနက်ဆွဲကင်ပြီးတော့မှတိုက်ဖို့ရအဆင်မပြေတော့ဘူးအဲ့တော့သူတို့ကဘာလို့လဲသူတို့တွေကဝိုင်းပြီးတော့မှအဲ့ဒီမျိုးဆက်3ခုကဝိုင်းပြီးတော့မှထောက်ပံ့ကြတယ်ဘာလို့လဲနော်နိုင်ငံတကာဖန်ရီတိုင်းနဲ့ချိန်ဆက်တယ်သူတို့နိုင်ငံတကာရောက်နေချိန်မှာနိုင်ငံတကာနေပတ်စံနေသူတို့ရဲ့လောအားကတွေနဲ့တချို့ဆိုတယောက်ကိုဒါဟိုဘာပေါ့တလောက်ဘယ်လောက်မင်း100ဒေါ်လာ100လူရမယ်ဆို100 လာကုန်တာနဲ့တရားဆိုတရားပဲလာပြီးတော့မှဟိုဝါရီတရားတွေမပြောနဲ့တော်လိုင်းအတွက်ဆိုတော့စိတ်နဲ့ဝိုင်းပြီးတော့မှလောက်ကြတာပေါ့နော်နောက်ဆုံးကျွန်တော်တို့ဒီ2021မျိုးဆက်တွေကတနက်ကင်ရတာပေါ့နော်တနက်ကင်ပြီးတော့မှဝိုင်းပြီးတော့မှတိုက်ပွဲဝင်ပေးကြအဲ့တော့ထောက်ပံ့တဲ့လူဘယ်လောက်ရှိရှိလက်နဲ့ကင်နဲ့ရဲပေါ်မရှိရင်ကျွန်တော်တို့တော်လိုင်းရဲ့ရှေ့ကိုအယူယူသွားလို့မရဘူးအဲ့တော့လူငယ်တွေရဲရင်ညာပါလူငယ်တွေအလုတ်လုတ်ကြပါ ဆိုတဲ့ဟာကဒီနေ့လူငယ်၁၀ယောက်ကတကယ်တက်တည်ပြသွားတာငါတို့ဒီကိစ္စကြီးကိုမခံနိုင်ဘူးဆိုပြီးတော့မှသူတို့ဒါဟိုအဲ့ဒီကကားမောင်းလာတဲ့ကားသမားတို့သူတို့လေဗင်းဝိုင်းကွာဖြစ်ပြီးတော့တိုက်ခိုက်ပြီးတော့မှလေဗင်းညစ်တက်ပလိုက်တယ်ဗောနော်လေဗင်းညစ်တက်ပလိုက်ပြီးတော့မှကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေနဲ့ချိန်ဆက်တော့ဒေါ်လိုင်းတက်ဖွဲ့တွေကဒါကယ်ဆယ်ထားတယ်ကယ်ဆယ်ပြီးတော့မှဒါမိဘစီပြန်ပြီးတော့မှအနန္တကတပိုင်းဗောနော်အဲ့ဒီကနေမှမလုံခြုံတော့ဘူး ပြန်ပြီးတော့မှခြေတက်ကနောက်တစ်ခေါက်ပြန်ပြီးတော့မှပြဿနာရှာနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ online တက်ဖွဲ့တွေကလည်းတက်နိုင်တယ်လို့ပြန်ပြီးတော့ကူညီမှာပေါ့နော်အဲ့တော့ကျွန်တော်အားကြောင့်မလို့စစ်မှုတန်းကိုရှောင်ကြပါရှောင်ကြပါဝဲလေတန်နေရဖြစ်အောင်မရှောင်ပါနဲ့ဟိုထိုင်းထဲကိုပဲပြေးပါနဲ့ပြေးလို့မိခြေတက်ထဲမြန်မာပြည်ပြန်ဖို့ခြေတက်ထဲရောက်ခြေတက်ထဲကနေတခါပြည်သူရင်ခွင်ပြန်ခိုလုံနဲ့ဇလန်းနေဒီလိုလေးနော်အဝင်းဝိုင်းနေတော်တော်ရှုပ်လွန်းလို့စောစောစီးစီးပြည်သူရင်ခွင်ကိုတခါတည်း စစ်တပ်တွေမရောက်ခင်တည်းကခိုလုံလို့ရပါတယ်ဆိုတဲ့ဟာပေါ့နော်။ဒါပေမဲ့တရင်ကနောက်ထပ်ဆိုလို့ရှိရင်ကျွန်တော်တို့ confirm မဖြစ်သေးလို့ပေါ့နော်။ဒါကျွန်တော်စုံစမ်းနေစေကာလမလို့ဒါပေမဲ့ကြားသိရတဲ့တရင်ပြောရမယ်ဆိုရင်ဒီခုအပတ်စဉ်တစစ်မှုတန်း2နှစ်ကိုဒါနောက်ထပ်9နှစ်ပြီးပြန်လည်ပြင်ဆင်မယ်လို့တော့ဒါတရင်ကကြားနေတယ်ပေါ့နော်။အားကြောင့်ကျွန်တော်တို့ကပြောခဲ့သုံးသပ်ထားပြီးတဲ့ဒီလ9000စုတယ်ရှေ့က9000နှစ်နှစ်ပြည့်ပြီးသား9000ပေးထွက်ရမယ်ဆိုရင် သူ့လူကြီးကဒုံရင်ကဒုံရင်ပဲဒီအိမ်ထဲကိုတယောက်ဝင်လာတယ်တယောက်ထွက်သွားတယ်ဒီအိမ်မှာရှိတာ၃ယောက်က၃ယောက်ပဲဆိုရင်တယောက်တည်သွားပဲတိုက်ပွဲမှာတယောက်တည်သွားပြီးဆို၂ယောက်ပဲကျန်တော့ပဲနောက်တယောက်တည်ပြီးဆိုတယောက်ပဲကျန်တော့မယ်ဆိုတော့မင်းအောင်လှန်ကတိုက်ပွဲမှာလူအများကြီးရောနေတာဖြစ်တဲ့အတွက်သူ့မှာဒီနီလန်းစနစ်ကိုခင်ဗျားတို့နှစ်နှစ်ပြည့်ရင်ထွက်ခွင့်မပေးနိုင်ဘူးဆိုတော့ကျွန်တော်တို့သုံးသပ်ထားတယ်ပေါ့နော်အဲ့တော့ငါးနှစ်ထက်ပြီးတော့မှပြင်ဆင်တတ်မှတ်မယ်လို့အရှိတရာသတင်းလဲထပ်ကြားရတယ်ပေါ့နော်အဲ့တော့နှစ်နှစ်ကနေငါးနှစ်ငါးနှစ်ကနေမှ ထပ်ပြီးတော့မှဆွဲဆန့်ဖို့ပဲရှိတော်တယ်ပေါ့နော်စစ်တမ်းမှာအပိုးဆိုတာမရှိပါဘူးအလိုပဲရှိပါတယ်ပေါ့နော်အဲ့တော့အပိုးမရှိတာဖြစ်တဲ့အတွက်နောက်ထပ်အင်အားလိုအပ်ချက်အရာဘာလိုအပ်ချက်အရာရိတ်ခါလိုအပ်ချက်အရာဒီက2ရက်စာ3ရက်မျှစာရန်တို့4ရက်မျှစာရန်တို့တိရတိုင်းပဲအဲ့တော့ဂျင်းတွေထပ်ပြီးလာပါအောင်မယ်ဆိုတော့ပြောချင်တာပါဟုတ်စစ်တပ်ကတော့ဒါဟိုဥရိနဲ့ပတ်သက်ရင်ခုနကတော့တရေခွင်းလိုပဲပေါ့နော်ဟိုလိုတို့မျိုးဆွဲပြီးတော့ တုံးချမှာပဲပေါ့အဲ့ဒီဥပဒေကိုအကြောင်းပြပြီးတော့ကျွန်တော်တို့ပြည်သူလူထုကိုဒုက္ခထပ်ပေးနေဦးမှာပဲဆိုတာကိုပြောချင်တာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့စစ်တပ်နဲ့ TNN နေတဲ့အပြစ်ခက်ရက်ဆဲမှုလောက်တာပေါ့နော်လောက်တဲ့အချိန်မှာပဲဒါ TNN ပို့ချုပ်တာဖုံးကျော်ကနေမှလူမှုကွန်ရက်ပေါ်ကနေမှဒါဖြည့်ချင်းချက်ပေးတာပေါ့အဲ့ဒါကတော့ခုနကျွန်တော်တို့ဒီလိုအပြစ်ခက်ရက်ဆဲရတာကဒါအပြန်စုဖို့ပေါ့နော်အပြန်စုဖို့ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ ါတော်လိုင်းရေးမှာအမြင့်ပြန်တက်ရန်လိုချင်တာဟုဒါလက်ရခုဆုပ်ရန်ဖြစ်ကြောင်းဒါဘောချုပ်ကပြောထားတာပေါ့နော်ဒီအပြည့်ရတာနဲ့ပတ်သက်ပြီးတော့ဒါပောက်ကွဲမှုဟိုအပြင်းထန်ဖြစ်နေတယ်ဆိုတာကိုလည်းသူသိတယ်ပေါ့နော်ဒီလိုပောက်ကွဲရတယ်ဆိုတဲ့အကြောင်းအရယ်ကျွန်တော်တို့ပြည်သူလူထုကဘာကြောင့်ပောက်ကွဲတာလဲဆိုတော့ကျွန်တော်တို့ဒီရှမ်းမြောက်မှာဆိုညီနောင်၃ဘော်ရှိတယ်ပေါ့နော်ညီညီနောင်၃ဘော်ထဲမှာမှာဘုံကခုန MNDA ရဲ့ TNDA ရဲ့ အပြစ်ရက်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့နောက်ကျန်နေတဲ့ညီနောင်အေအေကအဖိခံမှဆိုတာကိုကျွန်တော်တို့ကကြိုသိနေလို့ဒါပောက်ကွဲရတယ်ဆိုတဲ့ဥစ္စာကိုလည်းဒါပေါ်ချုပ်ဒါပေါင်းကြော်ပြန်ပြောချင်တာပေါ့ဟုတ်ဟုတ်ဟုတ်အဲ့တော့ဒါဒီလိုလေးထုတ်ပြတာကအဲဒါအရန်ကောင်းတဲ့အချက်လေးတစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုပြောတဲ့အတိုင်းဖြစ်ပါစေဆိုတဲ့ဟာလေပြည်သူဘက်ကချူတောင်းသလို channel online တက်ဖွဲ့တွေကလည်း ဆူတောင်းနေမှာပဲဘိုးချုပ်ပြောတဲ့အတိုင်းဟုတ်ဖြစ်ပါစေပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြည်သူကကျွန်တော်ဒီချိန်မှာတော်လန်ကြီးတော်လန်ပြည်သူလူထုကတော်လန်ကြီးတက်တေကောကတချို့ရဲဘော်တွေကလူငယ်တွေကကျွန်တော်တို့တော်လန်ကြီးနဲ့ပတ်သက်လိုက်ကျုပ်နဲ့ကြောက်ပြင်းပဲဗျအဲကျုပ်နဲ့ကြောက်ပြင်းနည်းနည်းလေးမထိလိုက်နဲ့ကြောက်ပြင်းရဒီကျုပ်ကိုနည်းနည်းလေးလာထိလိုက်တာနဲ့ပောက်ကွဲဖို့အတွက်ကအကြောင်းတွေအများကြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ တစုံတစ်ခုကလာပြီးတော့မှ push လုပ်လိုက်တယ်ဟိုတစ်ခုတွေလာပြီးတော့ဖိလိုက်တဲ့အချိန်မှာဒေါင်းဆိုပြီးတော့မှကျွန်တော်တို့တွန်းလိုက်တဲ့အချိန်မှာဟိုဖြစ်သွားတဲ့ဟာဟိုပောက်ကွဲသွားတဲ့ဟာလေးတွေပေါ့အဲ့တော့ဒါကကျွန်တော်တို့စပြီးတော့မှအပြည့်ရက်ပြီးတော့ဒါရန်နေနေကြာမှထုတ်ပြန်လိုက်ရတော့လဲဒါဘုံကျုပ်ဒါဘုံကျုပ်အနေနဲ့နည်းနည်းလေးနောက်ကျသွားတဲ့လို့တော့ကျွန်တော်တို့ကဟိုဖြစ်တယ်ပေါ့နော်အဲ့တော့စပြီးဟိုဖြစ်ဖြစ်ချင်းမှာပဲငါတို့ဒီလိုဒီလိုအကြောင်းနေတော့ရှိတယ်ဒါသူတက်ဖွဲ့တော့သဘောပေါက်ရင်ပေါက်လိမ့်မယ်ဟုတ်သူတက်ဖွဲ့သူညွန်ကြားချက် လျှို့ဝှက်ပြီးတော့ထုတ်ရင်ထုတ်ထားမယ်ငါတို့ဒီကြောင်းအကြောင်းဒါလောက်ရတယ်ကွာငါတို့ဘလို့လောက်ကြမယ်စုဖွဲ့ကြမယ်ဘလို့ပြင်ဆင်ကြမယ်ပြီးလို့ရှိရင်ငါတို့ရှေ့ဆက်လောက်ရမယ်ရှေ့လုံငန်းတွေငါတို့ဘယ်နည်းချမှတ်ထားတယ်အဲ့ဒါတွေကိုဘာကြီးလောက်ကြမယ်ဆိုတဲ့ဟာတော့သူ့ TNN တွေရောသဘောပေါက်ရင်ပေါက်မယ်ဒါပေမဲ့ तू နဲ့ဆက်ဆက်ပြီးတော့မှအလုံးလုံးနေတယ်ဟိုမန်လေး PDF တို့ဒါတစ်ဖက်ကတခြားတက်ဖွဲ့တွေကသဘောမပေါက်တဲ့အချိန်ကြောင့်ဟာသွားပြီလားကွာလွှတ်ချလိုက်ပြီလားဆိုတဲ့ဟာမှာသူတို့မှမပေါက်ခွင့်အောင်သူ တွားပြီးတော့မှလူရဲ့စိတ်ထဲမှာတနှုန်းတော်နဲ့တွားပြီးကြေကွဲကြတယ်ပြည်သူလူထုကလည်းဒီတိုင်းပဲငါတို့ TNN ကြီးကိုအများကြီးမျောလင့်ထတာကွာဆိုပြီးတော့တချို့ကပေါက်ကွဲကြ line mode ရေးသားကြတယ်တချို့ကကြတော့တိတ်တိတ်လေးကြေကွဲကြတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒါအများကြီးမျောလင့်ထားတဲ့တက်ဖွဲ့တဖွဲ့ကအခုလိုမျိုးဒါအားပြန်စုရန်အတွက်ဒါအပြစ်ခတ်ရတာအားပြန်စုရန်အတွက်အနာယူခြင်းဖြစ်တယ်ဆိုတဲ့ကြေကလုံးကဒါအနာယူကိုအနာယူတယ်လို့ကောင်းကျိုးကတော့ကိုအနာယူလိုက်တယ် ဆိုးကျိုးကတော့သူလည်းအနားယူသွားနိုင်တယ်ချစ်တက်ကလည်းဒီနေမြေတွေမှာအနားယူမယ်အနားယူပြန်မှာသူလည်းကောင်းကောင်းအားမွေးမယ်ကိုလည်းကောင်းကောင်းအားမွေးမယ်အဲ့တော့အားပြည့်တဲ့နှစ်ယောက်နောက်တစ်ချိန်ကျရင်ဒါပြန်ချလို့ရှိရင်လည်းသူ့ဘက်ကအားပြည့်တာနဲ့ပြန်ပြီးတော့မှတော်ပြီးတော့ဆုံတွေ့နိုင်တယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒါစစ်စစ်တိုက်နေတဲ့ခေါင်းဆောင်တယောက်ကတော့ကျန်တဲ့ pressure ဖိအားတွေသူ့မှာအများကြီးရှိမှာပါသူတို့ဒါအကောင်းဆုံး နောက်တစ်ချိန်ပြန်ပြီးတော့မှတနတ်တန်နေပြန်ကြရပြီဆိုတဲ့အချိန်ကြရင်တော့အကောင်းဆုံးပြန်လဲပြင်ဆင်လာလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ဒါမျှော်လင့်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါဆစ်ချောင်းစခန်းနေမှာအရေးကမျှဝေနေတဲ့အကြောင်းနေပြီးရင်ကျွန်တော်တို့ဒါနိုင်ငံဘက်မှာဒါ CDF အရှိုးကနေပြီးပါမှာကျွန်တော်တို့နှစ်လအတွင်း6 7တုံမှ26ဦး နော်ဖမ်းမိတဲ့ဟာပေါ့နော်26ဦးဖမ်းမိတယ်ဆိုတော့ကျွန်တော်နောက်ဆုံးညီကုံညို့ဇကားလေးနဲ့အဆုံးသတ်ရင်တော့ကျွန်တော်ဟိုတရက်ကနိုင်ငံခြားဖန်ရီဇာရင်းနဲ့ဇကားပြောရတဲ့အချိန်မှာပေါ့နော်အဲသူတို့ကတော်လိုင်းတစ်ဖွဲ့တစ်ဖွဲ့ကိုဘာပြောလဲဆိုတော့ကျွန်တော်တို့လာစဉ်လှူတယ်နော်ကျွန်တော်တို့လာစဉ်မဖြစ်ဖြစ်အောင်ဒီလောက်လှူရဲဆိုဒီလောက်ရအောင်ကျွန်တော်တို့တွေစုပြီးတော့မှကျွန်တော်တို့ထောက်ဖို့တက်သားတွေဝိုင်းပြီးတော့မှစုကြတယ်နော်တဲ့စုပြီးတော့မှဟိုဖြစ်ကြတယ်တဲ့အဲ့တော့ အဲ့ဒီဟာကကျွန်တော်တို့ဒေါ်လာရဲဘော်တွေစားဖို့တောက်ဖို့ဒေါ်လာရဲဘော်တွေကြည်တံဝယ်ဖို့ဒေါ်လာတက်ဖွဲ့တွေသုံးဆွဲဖို့ပဲဖြစ်ပါတယ်နော်တဲ့ကျွန်တော်တို့စစ်ခွေးတွေကိုကျွေးဖို့အတွက်တော့ကျွန်တော်တို့မလူတန်းပါဘူးတဲ့ဆိုတော့ဇကားလေးပေါ့နော်အဲ့တော့ဒါကလည်းသူတို့ရဲ့စကလုံးစကရက်ကတကယ်ဒေါ်လာမှာပြတ်သားတယ်ဆိုတော့စကလုံးစကရက်ကိုကျွန်တော်တို့လည်းကြိုက်ပါတယ်ဒါတကယ်ကောင်းတဲ့အချက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဂျားရဲကနေအဲ့ဇကားလေးကိုပြန်ပြီးတော့မှထပ်ပြီးတော့ပြောချင်တာကဘယ်လိုပြောချင်လဲဆိုတော့ သုံးမှန်းမိထားလားမိထားရင်သူ့စီကနေဘာရမလဲတည်င်းနေရမလားတက်ရဲ့နောက်ထပ်ဒီတက်ဥမာခီးသွားနေတဲ့တက်ဆိုလို့ရှိရင်လေဒီကောင်ဒီရပြီးွားရင်မင်းဒီရွာရောက်သွားပြီးွားရင်ဘယ်ကိုဆက်သွားဖို့ရှိလဲဘာလုပ်ဖို့ရှိလဲအနာဂတ် plan တွေမေးမယ်သူ့စီမှာပါလာတဲ့လက်နေအင်အားတွေကဘယ်လောက်ရှိလဲလက်နေရိတ်ခါကုံသွားလို့ရှိရင်ဘယ်ကနေလိုက်ဖို့မှာလဲကြည်တန်းကုံရင်ဘယ်ကနေလိုက်ဖို့မှာလဲဆိုတော့ရသမျှတည်င်းချက်လက်တွေကျွန်တော်ယူမယ်ဒီကောင်စီကညာနာ ကျွန်တော်အရင်ဆုံးထောက်လိုင်းကြီးပေါ့နော်ဒီကောင်ခေါင်းထဲဟာအရင်ဆုံးဆွဲထုတ်ပြီးရင်ဒီကောင်ကိုယ်ထဲဟာကျွန်တော်နောက်ထပ်ထပ်ပြီးတော့မှဆွဲထုတ်ရမယ်ကိုယ်ထဲကဘာဆွဲထုတ်ရမလဲကျွန်တော်ရဲဘော်တွေတိုက်ပွဲသွားတယ်မလားရဲဘော်တွေလောလောလတ်ပေါ့ပေါ့ပါပါပဲကျွန်တော်တို့တနက် equipment light equipment ခေါ်တာပေါ့ကျွန်တော်တို့ဟိုနေ့ညနေ2နာရီ3နာရီလောက်စားတဲ့ live food ပုံစံမျိုးပေါ့နော်ပေါ့ပေါ့ပါပေါ့ပေါ့ပေါ့ပါလေးပဲကျွန်တော်တို့သွားမယ်ကြံတဲ့ဟာတွေရဲဘော်တွေစားဖို့တို့ရဲဘော်တွေ ဟိုကတဲတဲထိုးဖို့မိုးကစားရီဘာညာရီအကုန်လုံးတာဒီကောင်းနေထမ်းထမ်းပြီးလိုက်ဖို့ဒီကောင်းနေပြန်ပြီးတော့မှအလုပ်ကြီးတော့ပြန်ပြူရမယ်မိုင်းမိုင်းမှာရှင်းခိုင်းပါတော့ထမ်းပြီးလိုက်ဖို့လိုက်ဖို့ယူရကျွန်တော်တို့ဘာလုပ်ရမလဲခြေထဲမှာရဲဘော်တွေနေရာယူမယ်ကျွန်တော်ခြုံခိုတိုက်ခိုက်ဖို့အတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်စခန်းချတာပဲဖြစ်ဖြစ်လုံလောက်တဲ့ကျင်း တူရမယ်ဒီကောင်းလေးစီရတွေကျွန်တော်လူဆန်းအရင်မြစ်တွေကျွန်တော်ရဲဘော်တွေမပင်ပန်းတော့ဘူးဗျာเนาะအဲ့တော့ကျွန်တော်ရဲဘော်တွေမပင်ပန်းအောင်လို့အတွက်သုံးပန်းတွေကိုအများကြီးပြန်သုံးလို့ရတဲ့အချက်လက်တွေရှိပါတယ်ဗောနော်ဒါဗိုဒါဘောတို့စီမှာဆိုလို့ရှိရင်အများအမ်းဒီကောင်းလေးကိုဘာလို့သုံးလဲဆိုចောင်းသားတွေចောင်းသားတွေလို့သုံးတယ်အဲ့ဟောဒီမှာခြေမှာဟိုဖြစ်နေပြီเนาะသမင်းចောင်းသားတွေကိုလှုပ်ပြီးပိုခိုင်းလိုက်ဆိုရင်အဲရဲဘော်တွေကတနန်းနဲ့လိုက်သွားပြီးတော့ဒီကောင်းလေးသမင်းတွေတဲဟိုမှာခြေထဲရဲဘော်တွေတွတ်ဖို့ပြင်းပြင်းတူးအဲ့ပြင်းပြင်းမှာတင်ဖို့ တင်ပင်ခုတ်တဲ့ဘွဲကတင်ပင်သွားခုတ်ဒီလိုမျိုးတွေအများကြီးပေါ့နော်ဒီကောင်းနေတဲ့ကညာနာအားနေမဟုတ်ကာယအားပါကျွန်တော်တို့ကအများကြီးပြန်သုံးလို့ရပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်တို့ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်